စတန်ကြောင့်117ပြည်ပွဲကို1ကောင်ဖျက်သိမ်းလိုက်တာကြောင့်နိနာမှုတွေရှိခဲ့ရတယ်ဆိုလင်းဦးပရိသတ်များလုံးဝမေ့လာအောင်များ Red Devil တိုင်းကနေပြန်လဲကြိုးလိုက်ပါတယ်ဆိုလင်းဦးကတော့လာမယ့်117ပြည်ပွဲမှာ Viking Fighter Leon Harrison နဲ့ပွဲထက်ရထားပြီးပွဲကြီးပွဲကောင်းတစ်ပွဲကိုအနိုင်ရရှိအောင်ရှင်ပြိုင်ထိုးသက်သွားဖို့အတွက်ဆိုလင်းဦးဘက်ကလည်းအားခဲထားပေမဲ့အခုဆိုရင်တော့ကန်ဆိုးသူသွားလျာမိုးလိုက်လို့ရတဲ့ဂိမ်းဆိုင်လာခဲ့ရပါပြီအကြောင်းရင်းကတော့ One Championship ဘက်ကအဆိုပါ117ပြိုင်ပွဲကိုတမတ်ရက်မှာကျင်းပပြုလုပ်သွားဖို့မရှိတော့ပဲရိုက်ရွှေ့လိုက်ပြီဖြစ်လို့ပါပဲ ရရွှေ့တယ်ဆိုရမှာလည်းအချိန်တနည်းလောက်အထိတောင်မှဝမ်ဘက်ကရရွှေ့လိုက်တာဖြစ်ပါတယ်ဒီလိုရှေးဆိုင်လိုက်ရတဲ့အကြောင်းရင်းက117ပြိုင်ပွဲမှာချန်ပီယံခပတ်လူဝဲဖြင့်ထိုးသက်သွားကြမယ်အမျိုးသမီးတွဲဆိုင်တစ်ခုဖြစ်တဲ့စတန်နဲ့ဖိလစ်ပိုင်မှာဒန်နစ်ဇန်ဘိုအန်ကာရဲ့တွဲဆိုင်ဟာစတန်ထံရရသွားလို့ပြတ်သွားခဲ့ရတာကြောင့်ဖြစ်တယ်ဆိုပြီးဝမ်ချန်ပီယံရှေ့ဘက်ကအကြောင်းပြချက်ပေးထားပါတယ်စတန်ကဒရာကြောင့်ပြီးခဲ့တဲ့နှစ်ကလေးကအနားယူနေခဲ့ရတာဖြစ်ပါတယ်။သူမရရှိထားတဲ့ဒုတိယရာကိုလည်းစတန်ကခွဲစိတ်ကုသမှုခံယူခဲ့ရပါသေးတယ်။ အဲနောက်ဒန်ဟာကနေပြန်လည်တက်တာလာခဲ့ပြီဖြစ်တာကြောင့်စတန်ကအလေးချေးမှုတွေကိုတော့မှပြုလုပ်ခဲ့သေးပြီးဝမ်ချန်ပီယံရှစ်ကလည်းပြီးခဲ့တဲ့နှစ်ကလေးကမဖြစ်လိုက်တဲ့စတန်နဲ့ဇမ်ဘိုအန်ကာတို့ရဲ့အမျိုးသမီးအတန်ဝိတ်တန် MMA ခပတ်လူပွဲကိုပြန်တည်ပေးခဲ့တာပါအခုဆိုရင်၅လပိုင်းလေးကိုရောင်းရှိလာပြီဖြစ်လို့ပွဲက၃လလောက်ပဲလိုတော့တာဖြစ်ပါတယ်ဒီချိန်မှာပဲစတန်က ဒဏ်ရာထပ်မံရရှိခဲ့ပြီး1173မှာဝင်မထိုးနိုင်တော့ဘူးလို့ဆိုလာခဲ့ပါတယ်။ဒါကြောင့်လည်းစတန်ကပြိုင်ပွဲကနေနှုတ်ထွက်သွားခဲ့ပြီးအခြားသောချန်ပီယံကမန်လူပွဲတွေနဲ့မြန်မြန်ဆန်ဆန်မရှိတော့တာကြောင့်လက်ရှိရွေထားတဲ့ပြိုင်ပွဲကိုဖျက်သိမ်းပြီးလာမယ့်နှစ်မှာပါထူးခြားဆန်းသင့်တဲ့တင်ဆက်မှုတွေနဲ့ပြန်လည်ကျင်းပတော့မယ်လို့ဝမ်ချန်ပီယံရှစ်ကဆုံးဖြတ်ခဲ့ပါတယ်။ ဒါအပြင်ဒဏ်ရာကြောင်းဆိုပြီးပွဲကြီးပွဲကောင်းကိုနှစ်ကြိမ်တိတိပြတ်ခွက်ခဲ့တဲ့စတန်စီကလည်းချန်ပီယံကပတ်ကိုဝမ်ချန်ပီယံရှစ်ကပြန်လဲရုပ်သိမ်းလိုက်ပြီဖြစ်ပြီးအဆိုပါချန်ပီယံကပတ်ကိုတော့အလေးလက်ဆိုပြီးမတက်မှတ်ပဲဇန်ဘိုအန်ကာထန်အပီးတိုင်တွဲပြောင်းပေးရလိုက်ပြီလည်းဖြစ်ပါတယ်စတန်ကလည်းဒီကိစ္စအပေါ်မှာကြီးကြီးပြိုနဲ့သဘောတူခဲ့ပါတယ်ဒီပြိုင်ပွဲဖျက်သိမ်းလိုက်ရခြင်းအပေါ်ချယ်ရီကစတန်ရဲ့ဒဏ်ရာပြဿနာကိုကြားသိရတဲ့အတွက်စီမကောင်းဖြစ်မိပါတယ်အများဆုံးပြန်လဲကောင်းမွန်လာနိုင်ဖို့ကိုလည်းကျွန်တော်ဆုတောင်းပေးလိုက်ပါတယ် တန်းကဒင်အားကြောင့်ပြန်ခွဲကနေထပ်ပြီးနှုတ်ထွက်လိုက်တော့ကျွန်တော်တို့စီမှာတခြားသောစိတ်ဝင်စားစရာပွဲတွေဘာမှသိမရှိတော့ဘူးဖြစ်သွားခဲ့ရပါတယ်။ဒါကြောင့်ဓမ္မမှာကျင်းပဖို့ရည်ရထားတဲ့ဒီပြိုင်ပွဲကိုလာမယ့်နှစ်ဇွန်လမှာမှကျင်းပဖို့အတွက်ကျွန်တော်တို့ဘက်ကအခက်ခဲတဲ့ဆုံးဖြတ်ချက်တခုကိုချမှတ်လိုက်ရပါတယ်။ကျွန်တော်တို့က US ကိုကမ္ဘာအကြီးကျယ်ဆုံးသောဖျော်ဖြေမှုတွေကိုပဲပေးချင်တော့ပါ US ကလည်းကျွန်တော်တို့ရဲ့ကမ္ဘာလုံးဆိုင်ရာအကြီးကျယ်ဆုံးသောဒေသအဖြစ်ဆက်ရှိနေဦးမှာပါ။နောက်ဆိုရင် One Fine Night ပွဲအစဉ်တွေကိုပါ US မှာလာရောက်ကျင်းပဖို့အတွက်ကျွန်တော်တို့စဉ်းစားထားတာတွေရှိပါတယ်လို့ Chatry ကပြောခဲ့ပါတယ်။ စတန်ဒုတ်ထွက်သွားတာကြောင့်ပြိုင်ပွဲကြီးတစ်ခုလုံးဖျက်သိမ်းလိုက်တာကြီးကလုံးဝကိုမဖြစ်သင့်ဘူးလို့ပဲကျွန်တော်ကတော့မြင်မိပါတယ်ဒီပွဲရဲ့နေရာမှာတခြားသောပွဲစဉ်တွေနဲ့အစားထိုးလို့ရတဲ့အင်အားမျိုးလည်းဝမ်းမှာရှိပါတယ် အခုလိုမျိုးပြန်ဝဲကြီးတစ်ခုလုံးဖျက်သိမ်းလိုက်တာကြောင့်ဒီပြန်ဝဲမှာဝင်အောင်ရှင်ပြိုင်မဲ့တခြား fighter တွေအတွက်နင်းနာခဲ့ရပါတယ်။အထူးပြင် Harrison နဲ့ထိုးရမဲ့ Solin အတွက်ပိုလို့နင်းနာရပါတယ်။ Solin ကဝမ်းမရှုံးဝဲတွေဆက်နေတာကိုရက်တက်မို့အတော်လေးအားခဲထားပါ။အရင်ပွဲတွေကလည်းဝိတ်ချိန်စီးစစ်ဒုက္ခထက်မြောက်ဖို့အတွက်အာဟာရပညာရှင်ကိုပါငှားရင်ပြင်ဆင်သွားမယ်လို့တော့ Solin ကထုတ်ပေါ်ပြောဆိုထားတာဖြစ်ပါတယ်။သူ့ဆန်စားမှာတော့ရဲရတော့မှဆိုတဲ့ထုံးကိုနှလုံးမူထားရတာသိပြီးအဆင်မပြေပါဘူး။အစောနေ့ကြည့်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။